ဟီဗီလင်ဂါနိုင်ငံမှာအားလရဲ့အပန်းဖြေနေတဲ့ပြည်တွင် journalist တဦးဟာမိချောင်းကိုက်ခံရပြီးသေဆုံးသွားခဲ့တယ်လို့ဒေဗီလင်ဂါရေတပ်ကစက်တင်ဘာလ15ရက်နေ့မှာပြောကြားခဲ့ပါတယ်။မိချောင်းကိုက်ခံရပြီးသေဆုံးခဲ့ရသူဟာအသက်24နှစ်အရွယ် Paul McLing ဆိုသူဖြစ်ပြီးသူဟာလန်ဒန်မြို့ရှိ Financial Times သတင်းဌာနမှာအလုပ်လုပ်တဲ့ journalist တဦးဖြစ်တယ်လို့လည်းသိရပါတယ်။ သူဟာစတေမာလာ၁၄ရက်နေ့ကတရီလင်္ကာနိုင်ငံရဲ့လူသိများထင်ရှားတဲ့အရှိတ်ကန်းချေအာရူကန်ဘေးမှာအားလရဲ့အပန်းဖြေနေစဉ်မိချောင်းကမြစ်ထဲကိုဆွဲချသွားခဲ့တာဖြစ်ပြီးသူ့ရဲ့အလောင်းကိုစတေမာလာ၁၅ရက်နေ့မှာတွေ့ရှိခဲ့တယ်လို့လည်းသက်ဆိုင်ရာကပြောပါရယ်အခင်းဖြစ်ပွားစဉ်မှာဟာနယ်လစ်လူငယ်ဟာဘေးပတ်ဝန်းကျင်ကိုအော်ခက်ကအကူအညီတောင်းခံခဲ့သေးတယ်လို့မြင့်မြင့်တက်တဲ့များရဲ့ပြောဆိုချက်ကို BBC သတင်းမှာဖော်ပြထားပါရယ် မက်ကလင်းဟာအောက်စဖို့တက္ကသိုလ်ကျောင်းဆင်းဘွဲ့ရလူငယ်တအုပ်ဖြစ်ပြီး Financial Times မှာ Editor ဖြစ်သူ James Lamont ကမက်ကလင်းဟာအရေးချင်းရှိတဲ့လူငယ် Journalist တအုပ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။